ကဲသင်္ကေတများအားလုံးမင်္ဂလာပါခင်ဗျကြော်ထွန့်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပြန်လဲ sharing လုပ်ပေးသွားမှာကတော့သင်္ကေတတော့ညီလေးညီမလေးကိုပေါ့နော်โอเคဒါဆိုပူကန်နဲ့ပူတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်တာဘာရှက်ဆရာရှိတယ်လဲလို့တချို့ကပြောချင်ပြောကြပါလိမ့်မယ်โอเคပူတင်ကိုမနော်တိတ်ကိုကောင်းတယ်ကိုသိမ့်မြတ်ရဲ့တကယ်ဟုတ်ပြတော့ဆိုရင်ကျွန်တော်ဒီမှာဘုံသူတားလေးနဲ့လိုင်းနာထောက်ကြည့်ကြမှာပေါ့နော်ရူရှက်ပြကန်တာမှာနော်စာအုပ်တော့လက်ဆောင်ထုတ်ပေးပါတယ်ဘာစာအုပ်လဲဆိုတော့1898ခုနှစ်တုန်းက ရေးခဲ့တဲ့စာအုပ်တဲ့ဟုတ်ပြီဘူဂျုံမင်းအောင်လိုင်စာကျွန်တော်ရှင်းပြပါတယ်ဘူဂျုံမင်းအောင်လိုင်ရဲ့ Russia Keyson သူဟာအလွန်ရှက်စရာကောင်းတဲ့အပြစ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်โอเคမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလဲနေ YouTube မှာလည်းဝင်ကြည့်လို့ရတယ်เนาะ Tutorial Facebook တွေမှာလည်းရှိပါတယ်ကိုသိမြရ30ချက်တည်းတဲ့ပေါ့ကျွန်တော်ဘုဒ္ဓရဏလိုက်နှားထောင်ကြည့်တာပေါ့เนาะလေအောင်မြင်းဆောင်မကြံအားလုံးအရှက်ရလောက်တဲ့အပြစ်မှုပါ ားထောက်ခံသူရောစန့်ကျင်သူရောရန်သူရောမိတ်ဆွေတွေပါမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းအဆက်ရလောက်ဆရာကိစ္စပါဟုတ်ကဲ့မြန်မာပြည်သူအားလုံးရဲ့မျက်နှာကိုအိုးမဲတုတ်တဲ့အလုပ်ရပါအလုံးလေဒီအကြောင်းကိုသိကြမိတာပါကျွန်တော်ကသတင်းကိုပြောမှာမဟုတ်ပါဘူးသတင်းသုံးသက်ချက်ကိုပြောမှာပါသူလုတ်ခဲ့တဲ့အလုပ်သူပြုတ်ခဲ့တဲ့အပြုတ်မှုဟာဘာကြောင့်ဆက်ဆရာကောင်းမလဲဟာဘာဘာကြောင့်လဲနော်ဘုန်းနဲ့သူအဲ့ဒါလိုလုတ်ခဲ့တယ်လေ အဲ့ဒီအပြုမူကဘာတွေကိုဖော်ပြသွားတယ်လဲဆိုတာတွေကျွန်တော်တို့ကဘုရားလည်းနားထောင်တင်ပြမှာပါအဲသုံးသက်လည်းနားထောင်ကြည့်ကြမှာပေါ့နော်ဒါအပြင်မှာဒီလောက်ရက်ကဘသူတွေကိုအရှက်ရစေတယ်လဲသူအဲ့ဒါလို့လုတ်သွားတဲ့အတွက်ဘသူတွေရှက်တင်တယ်လဲဆိုတာကိုပြောပြချင်တာပါခင်ဗျားတို့တော့မသိဘူးဗျာကျွန်တော်တို့ရှက်တယ်အဲ့ဒီလောရက်ကိုမြင်လိုက်ရတဲ့အချိန်မှာ မျက်နာကိုရှိန်ကနေပူကနေဖြစ်သွားအောင်ကိုရှက်မိပါတယ်။အဲ ကိုတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်တာဘာဆက်ဆရာရှိတယ်လဲလို့တချို့ကပြောချင်ပြောကြပါလိမ့်မယ်။အာကိုတင်ထားတဲ့ခေါင်းဆောင်မဟုတ်ပေမဲ့လည်းဆက်ဆရာကောင်းသေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြချင်တာပါ။อืมဟုတ်နော်။ပြောပြလိုက်နောက်ထောက်ကြည့်မနော်။ရှက်လဲရှက်ပါရဲ့ဗျာ။โอเค။ကဲအစကနေပဲအစကနေနော်ပြန်ပြောရအောင်ပါဘိုးချုပ်မင်းအောင်လိုင်ရဲ့ရုရှားခီးစဉ်အကြောင်း โอเคဘိုးချုပ်မင်းအောင်လည်းရဲ့ဒီခီးစဉ်ကဘလို့မှအကောင်းကျိုးပေးမဲ့ခီးစဉ်မဟုတ်ပါဘူးတောင်းဖို့ရမ်းဖို့သွားတဲ့ခီးစဉ်ဆိုတာကတော့မြေကြီးလက်ခတ်မလွဲနိုင်လောက်အောင်ကိုသိကြပါတယ်โอเคဘာတွေသွားတောင်းတာဖြစ်မလဲဆိုတာကတော့ရနိုင်တယ်မြတ်တောင်းမှာပါပဲဒါကယုံမတန်တရားဖြစ်စရာမရှိပါဘူးအဓိကတောင်းမဲ့အထက်မှာတော့စည်ရင်းနဲ့ပတ်သက်တာတွေပါမှာပါရချားကိုအရင်ကတည်းကစည်ရင်းနဲ့ပတ်သက်ပြီးတော့မိကိုနေကြ စီးရင်နဲ့ပတ်သက်တဲ့နည်းပညာတွေရုရှားစီကတောင်းနေကြအခုသူအာနာသိမ့်ပြီးတဲ့နောက်မှာလဲသူ့ကိုလူလူတူတူနိုင်ငံခေါင်းဆောင်အဖြစ်နဲ့လက်ခံဆက်ဆံတာဆိုလို့ရုရှားတနိုင်ငံပဲရှိတာကိုအားလုံးအသိပါဒါအပြင်အခုရုရှားကိုမသွားခင်လေးမှာကိုပဲပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဆိုတာကိုပြတ်ထန်းလိုက်ပါသေးတယ်อืมဟုတ်နော်လွန်ခဲ့တဲ့15ရက်လောက်ကမှပြတ်ထန်းတာပါအဲ့ဒီတော့တောင်းတဲ့အကူအညီတွေမှာကျေးဇူးတက်ငားရင် အကူညီပေးတောက်ဆိုတာမျိုးတွေလည်းမပါဘူးလို့မစွန့်နိုင်ပါဘူးอืมတစ်ဖက်မှာရုရှားကလည်းစစ်ချိန်ရော့ကျနေတဲ့အချိန်မှာအမေရိကန်ရဲ့ဖိအားကြောင့်ယူကရိန်းခင်ဗျာမှာအာမတန်မန်လျှော့ရမယ့်အရေးအယံတွေမြင်နေရပါပြီတကယ်လို့များရုရှားယူကရိန်းစစ်ပြင်းငိမ့်တော့မယ်ဆိုလို့ရှိရင်ရုရှားရဲ့စစ်ကြံလက်နက်တွေကိုသမရပူတင်ကသူ့အတွက်ပေါ်ချောင်းကောင်ဈေးနဲ့စွန့်ကျဲလိုက်မယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်က မျော်လင့်ပါရမျိုးရှိနိုင်ပါတယ်အာဘာသာလို့လဲဆိုတော့1898ခုနှစ်1898ရေးခဲ့တဲ့စာအုပ်တဲ့အခုသူပေးတဲ့စာအုပ်နဲ့ဦးနော်နှစ်ပေါင်းလဲတော့ထုတ်ဝေတဲ့ခုနှစ်ကတော့1942ခုနှစ်တယ်ဗျအာအဲ့ဒီစာအုပ်ထဲကစာတမျက်နှာကိုသူကကိုးကားပါတယ်ဖတ်လဲဖတ်ပြပါတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုးရှိရှိတုန်းကဖျားရှင်လက်ထက်မှာတော့မကြွမင်းဆိုတာရှိတဲ့အဲ့ဒီကြွက်က ဖះကိုမြေစီမြေဥနဲ့ပူဇော်တဲ့အဲ့ဒါလိုပူဇော်ပြီးတော့ဖះရှင်ကဘလို့များဗျာဒိတ်တော်ပေးတယ်လဲဆိုတော့ဤတော်မှကြွက်မင်းသည်ငါဖះသာသနာနှစ်နှစ်ထောင်ကြော်တော့ခါပပမင်းတို့တစ်ထက်သိုးဆောင်12မျိုးတို့တွင်ရုရှားလူမျိုးဖြစ်လက်တန်းလို့ဆိုတဲ့အဲ့ဒါလိုဆိုယုံတာမကသေးဘူးအဲ့ဒီရုရှားရှင်ဘရင်ဟာလက်နက်စက်ကြရှင် ဖြစ်မှလို့ဆိုပါတယ်အဲ့ဒီရုရှားလက်နက်စက်ကြမင်းဟာ မြမဘရင်နဲ့လဲချစ်ကြည်တဲ့မဟာမိတ်ဖြစ်လိမ့်အောင်မယ်လို့ဆိုထားသေးတယ်ဗျ။အင်းအဲ့ဒါတမိုင်းတယ်ဗျာ။ခက်တော့ကုန်ပါပြီ။တမိုင်းဆိုတာဘာလဲဆိုတာတကယ်ကိုပဲမသိတာများလား။ဘာအထောက်ထားဘာကူကားမှမရှိဘဲနဲ့စိတ်ကူးပေါက်တယ်လို့ရေးတိုင်းတမိုင်းဖြစ်ရော်တယ်လားဗျာ။အာမမြစိမ့်တိုက်တို့ရင်ငန်ပိုင်းဥရှင်ကြီးတို့ထုတ်ပတ်တီတို့ကိုရင်မောင်နဲ့မတ်ရွှေဥတို့လဲတမိုင်းမဲလို့များ သူထင်နေလေသလားမသိပါဘူးညာမှန်တော့ဟာအတီပေါက်တွေဗျာတကယ်ကိုပြောသွားတာသူ့ကိုသူမြန်မာဘရင်နဲ့ငါနဲ့နော်ရှက်ဆရာကောင်းလိုက်တာကျွန်တော်ဖြင့်သူပြောတာကြည့်ပြီးတော့မျက်နာတွေတောင်ထူပူဖိမ့်ရှိန်သွားတာပါပဲရိုးသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးဗျာအရှက်မရှိတဲ့လူကလမ်းပေါ်တက်ပြီးတော့ဖင်ဟောင်းလောင်းနဲ့ချီထွက်ရိုးရဲပေမဲ့ဘေးကမြင်ရတဲ့လူကရှက်တယ်ဗျာသူကဘရင်နဲ့ ပူတင်ကြီးကစက်ကြလက်နက်ပိုင်ရှင်စက်ကြဝရင်းမင်းနဲ့ပြောထွက်တယ်ဗျာပြောလေပြောရဲပါပြီလေသူပြောတဲ့စကားကဘလောက်တောင်ပေါ့ကြောင်ကြောင်နိုင်တယ်လဲဆိုတာတကယ်ပဲမသိတော့အောင်တွတ်တွတ်ခါနေတာပဲလားဒါမှမဟုတ်ဗမာပြည်ကမဖတ်တာတွေကိုလိန်လို့ရတယ်လို့မျိုးပူတင်ကိုလည်းတွားလိုက်ရင်ယုံမာပဲလို့များထင်နေတာလားဖြစ်နေတာကတော့သူ့ကိုသူတကယ်ထင်နေလို့သူများကိုအဲ့ဒါလို့တွားပြောရဲတာဖြစ်ဖို့များပါတယ်อืม ဲ့ဒါဆိုရင်တော့ကျက်မာရေးအတွက်စိတ်စစ်တင်ပါပြီဟိုးရင်တရားလေးခစ်တော့ကစိတ်ကြစစီရုံကိုလိမ့်လာရေးသွားမှုပါလေအခုရွာသားကြီးဘက်ကမွှေ့ခင်ကပေါ့ဗျာအဲ့ဒီစီရုံမှာနပိုလီယန်တို့ဗိုလ်ကြီးအောင်ဆန်းတို့ရှင်ဘီရင်တို့ဆိုတဲ့သူတွေအများကြီးပဲဗျာအခုလဲကျုပ်ကတော့ရှင်ဘီရင်ဆိုတဲ့လူမျိုးဟာစိတ်ကူတာဖို့အတွက်လိုအပ်မှာအမှန်ပါပဲသူသမီးခင်တိရိတက်မွန်အတွက်တောင်မှနည်းနည်းလေးရင်လေးဖို့ကောင်းပါတယ်ဒါတော့အထိဖောက်လွဲဖောက်ပြန်နေတယ် တွေးခေါ်နေပြီဆိုမှတော့တော်တော်ကြာသမီးတော်ကိုစကြဝဠာမင်းစီဆက်တပြီးတော့ရွှေလန်းငွေလန်းဖောက်လိုက်အောင်မယ်ဆိုရင်တော့သေပြီပဲ။